ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီအပိုင်းအတော်တွေမှာအသင်းနဲ့ပတ်သက်တဲ့သတင်းတွေသိမတင်ပြဘူးပေါ့လေဆိုတော့အခုဒီထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒါအသင်းနဲ့ပတ်သက်တဲ့သတင်းတချို့ကျွန်တော်ပြောကြည့်အောင်ပါဒါညီကတို့သိတဲ့အတိုင်းပဲသတင်းမတင်ပြရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့မှာပို့ပြီးတော့ဒါအရေးကြီးတဲ့အရာတွေကျွန်တော်ရှိနေတယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့လက်ရှိဒီစကိုင်းတို့မန္တလေးတို့အပြင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီငလျင်ကြောင့်ပေါ့နော်ဘေးတင်းတဲ့နေရာတွေက အရာတွေကပို့ပြီးတော့အများကြီးအေးပါနေတယ်လို့အကူအညီတွေလည်းအများကြီးလိုနေတယ်ဆိုတော့ဒါလက်ရှိဗီဒီယိုကြည့်ကြတဲ့ညီကိုလေးပဲဖြစ်ဖြစ်ဒါဘသူပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီဒါအကူအညီနိုင်တာလေးတွေရှိလို့ရှိရင်ကူညီပေးကြဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်ဒါအပြင်ကျွန်တော်တို့ဘောလုံးနယ်ပယ်နဲ့ပတ်သက်တဲ့ညီကိုလေးနေနဲ့လည်းလာမယ့်နေ့မှာထူးသဖြင့်လာမယ့်တရက်နေ့အတော်တွင်းမှာပေါ့နော်ကျွန်တော်တို့တက်နိုင်တဲ့ထားပါတော့ငွေအင်အားကိစ္စတွေကိုလည်းဒါအကူအညီတောင်းခံတာမျိုးတွေပဲဖြစ်ဖြစ်ဒါအလူငွေကောက်ခံတာမျိုးတွေပဲဖြစ်ဖြစ်အကုန်တကယ် ပေါင်းစုပြီးတော့လှုပ်သွားဖို့ရှိတယ်ဒါအပြင်အဲ့ဒါတွေကိုလည်းကျွန်တော်တို့မြေပြင်မှာတိုက်ရိုက်တကယ်လုပ်နေတဲ့သူတွေထံကျွန်တော်လွှဲပြီးသွားမဲ့အခြေအနေမျိုးတွေပါကျွန်တော်တို့လက်ရှိပေါ့နော်ဒါစကားပြောချတာကြတယ်ကျွန်တော်ရှိပါတယ်ဒါအပြင်ကျွန်တော်ဒီမတိုင်ခင်မှာသလို့ရှိရှင်လည်းပဲဟိုဒီအများအစုအဖွဲ့မဟုတ်တော့မှပေါ့နော်ကိုစီကိုစီဒါလှူဒန်းနေကြတဲ့ညီကိုလေးလေးကိုစီရှိတယ်ဆိုတော့အကယ်လို့ညီကိုလေးအနေနဲ့လည်းကိုကိုတိုင်းဒီငလင်ရဲ့အခြေအနေကိုမခံစားခဲ့ရဘူးဆိုလို့ရှိရှင်တော့မှအကူညီလိုနေတဲ့နေရာတွေကိုတက်နေတဲ့များကူညီပေးဖို့အတွက်ကျွန်တော်တောင်းဆိုပါတယ် လူအင်အားဖြစ်လဲလူအင်အားပေါ့ဗျာကျွန်တော်တချို့ဒီ contact တွေထဲမှာဆိုလို့ရှိရင်တကယ်လူအင်အားမဟုတ်ဘဲနဲ့သူတို့ကိုယ်တိုင်မှာဒုက္ခရောက်နေတဲ့အခြေအနေမျိုးတွေကျွန်တော်ရှိတယ်လာပြောကြတာတွေဆိုတော့အဲ့ဒီအညီကိုယ်ဒီဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒါအကူအညီတွေကတောက်လျှောက်ဆိုလို့လာနေတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့အနေနဲ့ အဲ့ဒါလေးတွေကိုကျွန်တော်တို့တောင်းခံပေးကြဖို့ဒါအပြင်ကုညီနိုင်မဲ့ညီကိုလေးကလည်းကိုကိုတိုင်းလူနဲ့လူနဲ့လူအင်အားသွားပြီးတော့ကုညီနိုင်တယ်ဆိုလို့ရှိရင်လည်းလူအင်အားအဲ့လိုမဟုတ်ဘဲနဲ့ဒါတရားတန်တိတရား900တန်တိ900ဒီမှာငွေကြီးနဲ့ပတ်သက်လို့ဒါအကူညီနိုင်တယ်ဆိုလို့ရှိရင်လည်းသွားပြီးတော့ကုညီပေးကြဖို့ကျွန်တော်တို့တောင်းဆိုပါရဲအခုချိန်မှာကျွန်တော်တို့အနေနဲ့ဟိုဘသူပဲဝါဆိုတာမျိုးမဟုတ်ဘဲနဲ့အကုန်လုံးကငလင်တန်းကြောင့်ဒီဘေးတင်နေရတာဖြစ်တဲ့အတွက်ပေါ့နော်ဘလူမျိုးအကူညီမျိုးမဆိုအားလုံးကလိုအပ်နေကြတာပါဆိုတော့ကျွန်တော်မြန်မာနိုင်ငံပြင်ပမှာရောက်ရှိနေတဲ့ညီကိုတွေပဲဖြစ်ဖြစ် တက်နိုင်တာလေးတွေကိုကူညီပေးဖို့ဒါလှူဒန်းပေးဖို့ဒါပံ့ပိုးပေးဖို့ဘာလို့ကျွန်တော်ဒါတောင်းဆိုပါရစေအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒါ line ပေါ်မှာတကယ်အမှန် information အစ်စ်မှန်တွေကိုရောက်တဲ့ရောက်တဲ့ရောက်တတ်တဲ့နေရာတွေဒီကိုရောက်အောင် share ပေးတာပါညာရင်းနဲ့လည်းကျွန်တော်ကကူညီပေးကြဖို့ကျွန်တော်တောင်းဆိုပါတယ်ဆိုတော့ကြားထဲမှာကျွန်တော်အနေနဲ့ထိခိုက်နစ်နာမှုတွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုလူမျိုးတွေကအကူအညီတွေအများကြီးလိုအပ်နေပါတယ်ညကရိုးရဲ့အကူအညီတွေအများကြီးလိုအပ်နေပါတယ်ဆိုတော့အားအလေးတွေကိုကျွန်တော်ကူညီပေးဖို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့လောလောဆယ်မှာ ဟိုမင်းဒီအတင်းရဲ့အချင်းဒီနဲ့ပတ်သက်လို့တရင်းဒီတချို့ကျွန်တော်တို့ဒါကြီးကြီးအောင်ပေါ့နော်ခါနေတို့အကြာကြီးဒီဘာညာတော့ကျွန်တော်တို့ဒါပြောသွားတော့မှတော့မဟုတ်ပါဘူးဆိုတော့ဒီ new အနေနဲ့ဒါအတင်းရဲ့ official ကတက်လာတာကတော့ Luke Shaw တို့ Harry Maguire Lenny Yu တို့ကုသမဖြစ်သူ LT Bayern တာနဲ့ Tommy Tan တို့က အတင်းနဲ့လေ့ကျင့်ငယ်ဆင်းနေပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ကွလင်ကစားမလေးပြတဲ့ကိုဝီမီနူးကဆိုလို့ရှိရင်တဦးချင်းလေ့ကျင့်ငယ်အစီအစဉ်တွေပါစတင်လှုပ်ဆောင်နေပြီဖြစ်တယ်ဆိုပြီးတော့အတင်းဘက်က official report လုတ်လာပါတယ်။ဒါအပြင်နောက်ထပ်သတင်းတွေကကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်အတင်းရဲ့နောက်ခံကစားသမားလေးဖြစ်တဲ့လန်နီယူရိုကတော့ဒါအသူသူအနေနဲ့ပေါ့နော်ဒါ training ပြန်ဆင်းနေပြီဖြစ်ပြီးတော့တံရပြေသနာနဲ့ပတ်လို့နာကျင်မှု ခံစားရတဲ့ကိစ္စတွေလုံးဝမရှိတော့ကြအောင်ပေါ့နော်အတိုင်းအတာတစ်ခုဒီအများကြီးတက်တာသွားပြီဖြစ်ကြောင်းဒါကျွန်တော်တို့နေတဲ့အသင်းမှာရှိတဲ့တဦးချင်းစီတိုင်းကသူ့ကိုအများကြီးကူညီပေးခဲ့ကြကြောင်းကျွန်တော်ပြောခဲ့ကြတယ်ကျွန်တော်ရှိတယ်ဆိုတော့ယူရူဟာအသင်းရဲ့နောက်တန်းမှာအင်မတန်ရေးပါတယ်ကစားမှာပါ right center back ဖြစ်တဲ့ကစားနိုင်စွမ်းရှိတယ်လို့ left center back ဖြစ်တဲ့ကစားနိုင်စွမ်းကျွန်တော်ရှိတယ်ဒါအပြင်ကျွန်တော်တို့ကမျောလင့်ချက်အများကြီးတော့ခေါ်ခဲ့ရတဲ့ player တယောက်ဖြစ်တဲ့အတွက် Lenny Yuro ချက်ချင်းပြန်ကောင်းလာဖို့သူတို့ပြင်နောက်တန်း လူအင်အားနည်းနေတဲ့အချိန်မှာပြန်ပြီးတော့ဗောနော်ကျွန်တော်တို့လည်းဒီလူစားမကိုမြင်ရဖို့ကအရေးကြီးပါတယ်ဆိုတော့ယူရိုအနေနဲ့လေ့ကျင့်ငယ်တွေပြန်ဆင်းနိုင်နေပြီဆိုတာကအတင်းအတွက်တည်င်းကောင်းပါနော်အတင်းတူတင်းကောင်းပါဆိုတော့ဟိုရှေ့လျှောက်လာမဲ့အချိန်မျိုးဒီမှာတော့ဒါကစားမဖြစ်သူကိုကြံ့ခိုင်မှုအပြေအဝါဖြစ်မဲ့ပုံစံမျိုးတွေတွေ့ရတဲ့ပုံစံမျိုးပါတေချာတာတစ်ခုကတော့ကျွန်တော်လာမဲ့ Northern Forest နဲ့ပွဲစဉ်မှာတော့ကစားမဖြစ်သူကိုကျွန်တော်တွေနေပေါ့နော်ဒါအများကြီးတက်ပြီးတော့ တွေ့ရလေဦးမလို့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့နိပြကိုယ်တိုင်ကလည်း risk ယူပြီးတော့ကစားဖို့ကျွန်တော်မရှိသလိုလန်နီယိုရိုကိုလည်းချက်ချင်းလန်ငင်းဆိုသလိုအရေးကြီးတုံးလို့တုံးဖို့လိုတဲ့အခြေအနေမျိုးကြီးကိုကျွန်တော်တွေ့မနေရသေးဘူးဆိုတော့ကျွန်တော်ကတော့လန်နီယိုရိုကိုဒါမဲ့ပွဲမှာချက်ချင်းပွဲထွက်လူစင်းနဲ့မှာမြင်ရဖို့တော့အလံဝဲဦးမလို့ကျွန်တော်ထင်တယ်ဒါမျိုးလိုတရင်ကောင်းကတော့လာမဲ့အရေးကြီးတဲ့ထားပါတော့လိုင်ယွန်နဲ့ကျွန်တော်နှစ်ကြောကန်ရမယ့်ယူရိုပါလိပွဲစဉ်တွေဂျားတွေကအရေးကြီးတဲ့ပရီးမီးယားလိပွဲစဉ်တွေမှာ ျွန်တော်အနေနဲ့ဒါအများကြီးဟိုမြင်တွေ့ရတော့မှာပါเนาะအများကြီးမြင်တွေ့ရတော့မှာပါဆိုတော့ဒါကစားမဖြစ်သူကိုပူပြီးတော့ဗောနော်ဒါအတင်းရဲ့လူစင်းဒီမှာတွေ့ရတော့မယ်တရင်ကောင်းလို့ကျွန်တော်ယူဆပါတယ်ဆိုတော့ကစားမဖြစ်သူတကယ်ပွဲထွက်ခွင့်ပဲချိန်မှာ ပြန်ကစားနိုင်မလဲကျွန်တော်ကြည့်ရပါမယ်ဆိုတော့အဲနောက်တစ်ခုကတော့ Parisio Romano ရဲ့အဆိုရဆိုလို့ရှိရင်အာမက်ဒီယာလိုကဒီယာဒီမကုန်ခင်မှာပြန်ကစားနိုင်ဖို့ဆိုတာကထင်ထားတာထက်ပိုပြီးတော့အချင်းကြီးကောင်းနေတယ်ဗောနော်ဒါအပြင်ဒန်ယာအချင်းကြီးကလည်း အရင်တုန်းကမျောလင်းထားရတဲ့ပူပြီးတော့ဒါတိုးတက်မှုတွေအများကြီးကျွန်တော်ရှိနေတယ်။အာမတ်ကလည်းပဲမီလာအတုပ်တွေမှာပြန်ကစားနိုင်မယ်ဆိုပြီးတော့ယူဆထားတယ်ပေါ့။ဒါဘာရီဇူရူမန်နိုရဲ့ဘက်ကပြောကြားချက်ပါ။အားလုံးလည်းသိတဲ့အတိုင်းပဲကျွန်တော်တို့နေတဲ့ဒီဘယ်လိုပြောမလဲအာမတ်ရဲ့အချိန်ကြီးကအတင်းမှာအားအကိုအဆုံပလေယာတယောက်ဆိုတော့ခက်မြန်မြန်ပြန်ကောင်းနိုင်နေဒါအရာအားလုံးကပူပြီးတော့အချိန်ကြီးအဆင်ပြေလေးပဲပေါ့နော်။အဲ့လိုမျိုးအနေထားမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ လက်ရှိအာမတ်ကတော့ဗျာဒီ listener ro marines ကလွဲရင်တော့ဒါတန်ရအဆူသွုံးပလီယာလို့ကျွန်တော်ပြောရမယ်ဒါပေမဲ့လည်းလို့ပေါ့နော်လစ်ချာကတော့ယာဒီကုံကြီးကျွန်တော်နားသွားပြီဒါပေမဲ့လို့အာမတ်ဒီယာလို့ကိုတော့ကျွန်တော်ဒီနေ့သာပြန်ပြီးတော့မကြခင်မြင်ရတော့မယ့်အချိန်ဒီမျိုးပါမကြခင်ပြန်ပြီးတော့မြင်ရတော့မယ့်အချိန်ဒီမျိုးပါဆိုတော့အာမတ်ဒီယာလို့ကတော့ဒီမတိုင်ခင်မှာလေကျွန်တော်တို့တည်င်းနေပေါ့နော်ကျွန်တော်တတ်ထားတယ်ကစားမဖြစ်သူဟာယာဒီမကုံခင်မှာအတင်းအတွက်ပြန်ကစားပေးနိုင်မှာဖြစ်ကြောင်းပေါ့ဒါဟာအတင်းအတွက် MOD အတွက်ပြည်သက်တွေအတွက် imminent အရေးကြီးတဲ့ဒါကျွန်တော်တို့ဒါတည်င်းမှာ ဒူတီပင်တော့အသင်းမှာလိုအပ်ချက်ရှိနေတဲ့နေရာတွေမှာအာမက်လူပလေးယာပြန်ပါနေနေဆိုလို့ရှိရင်အများကြီးတည်င်းကောင်းပါဆိုတော့ရာဒီကုံကန်ဒီအသင်းရဲ့အဓိကအရေးပါလာတဲ့ပွဲစဉ်တချို့ကိုအာမက်ကိုကျွန်တော်ပြန်ကစားတာမြင်ရတော့မယ့်ခြေအနေမျိုးပါဒါကတော့တခုပါနောက်ထပ်တည်င်းတခုကတော့ကျွန်တော်ဒါ Florian Plettenberg ကနေပြီးတော့ report လုပ်ထားတယ်ပေါ့နော်သူရဲ့ဖော်ပြချက်ရ Manchester United ကစိတ်ဝင်စားနေတဲ့ Tyseek Sama ဖြစ်တဲ့ Hugo Ekitike က ဖရန်ဖက်ရဲ့ဘက်ကတော့ဒီကစားမနဲ့ပတ်သက်လို့လူချင်းတဲ့အသင်းတွေရှိရင်တန်း80ထိဈေးခေါ်ဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဟိုအသင်းဘက်ကတော့လာမင်နူယာကြီးအပြောင်းရွှေ့မှာဒီကစားမခေါ်ဖို့နဲ့ပတ်သက်လို့ကျွန်တော်ကြည့်တဲ့အခါမှာတိုက်စစ်လိုအပ်ချက်တွေအရင်များနေပါတယ်။တိုက်စစ်ရဘလောက်ထိအသင်းတွေအင်မတန်အရေးကြီးကြောင်းလိုအပ်ချက်တွေရှိကြောင်းဒါအပြင်တိုက်စစ်ကပေါ့နော်အားဖြည့်ဖို့အတွက်လိုအပ်ချက်ရှိနေကြောင်းကျွန်တော်တွေ့ရတဲ့အခြေအနေမျိုးမှာဒီ Hugo Adi Agidigi ဆိုတာမျိုးကအတင်းဘက်ကမှန်ကန်ခေါ်ယူခြင်းနေတယ်တဲ့ဒီမှာကျွန်တော်တို့ပါတယ် အတင်းဘက်ကတကယ်ခေါ်နိုင်မလားတကယ်ထိရောက်အောင်ခေါ်ဖို့ကြိုးပမ်းလာမလားဆိုတာတော့စောင့်ကြည့်ရမှာပါလေအဲကြလို့တင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအတင်းတိုက်စစ်ပိုင်းကိုကျွန်တော်သာအားဖြည့်ဖို့အတွက်တန်း60တန်း80လောက်တိတော့သုံးရမယ့်အချိန်ဒီမျိုးပါဒီနေရာမှာတိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ရှိရင်လက်ရှိ modern kit မှာကညီကလို့တည်တဲ့အတိုင်းပဲအများကြီးဒါဈေးရကြီးပါတယ်ဈေးအများကြီးကျွန်တော်ကြီးပါတယ်သူတပင်တော့ဒီဘယ်လိုပြောမလဲဟို တိုက်စစ်မှုတယောက်ကောင်းကောင်းတယောက်လူကြီးမီဆိုလို့ရှိရင်ဗျဈေးပိုးပွဲပွဲနဲ့ကျွန်တော်ရတော့တဲ့အခြေအနေမျိုးမဟုတ်တော့ဘူးပေါ့နော်။ဒါကြောင့်ဒါ Hugo Ekitiki မှမဟုတ်ဘူး။ Peter Gilchrist ကိုကျွန်တော်ကြည့်မလား။နောက်ပြီးလို့ရှိရင်အာ Benjamin Sesko ကိုကျွန်တော်ကြည့်မလား။ဘသူကိုပဲကျွန်တော်ကြည့်ကြည့်ပေါ့လေ။အတင်းမှာတော့ဒါတိုက်စစ်မှုလူကြီးနေဆိုတန်း80လောက်ကတော့ကုန်ရမယ့်အခြေအနေမျိုးပါ။အတင်းဘက်ကအမှန်ကန်ရအောင်ခေါ်နေမလားပဲကျွန်တော်ကြည့်ရပါမယ်။ဆိုတော့ဒါကတော့တည်င်းပေါ့ဗျာတည်င်းဆိုပြီးမြဲလဲကျွန်တော်တို့တိတိုင်းမဲ့အတင်းရဲ့တည်င်းမဲ့ဖြစ်ဖြစ်ဘာတည်င်းမဲ့ဖြစ်ဖြစ်ကျွန်တော်တို့လက်ရှိ ိုနိုင်ငံရဲ့အခြေအနေလောက်တော့အရေးပါတဲ့သတင်းတွေတော့မရှိဘူးပေါ့လေ။ဒါကြောင့်မတော့ကျွန်တော်တို့အခုချိန်ထိကိုပဲတချို့နေရာတွေမှာဆိုလို့ရှိရင်ဘယ်လိုပြောမလဲရှိနေပါသေးတယ်เนาะအခြေအနေဒီအရာဟိုဘယ်လိုပြောမလို့ဆိုတော့ဒီငလျင်လုံနေတဲ့နေရာတွေကျွန်တော်နေကင်းတုန်းကဆိုလို့ရှိရင်ရှိနေသေးတယ်ပေါ့နော်။ကျွန်တော်နေကင်းတုန်းကလည်းကျွန်တော်ဒီကိုလာပြောကြတာတွေကျွန်တော်ရှိတယ်ဒီထားပါတော့ဒီပျော်ဝယ်တို့ဘာလို့မှဆိုလို့ရှိရင်အဲ့ဒီမှာရှိနေတဲ့သူတွေက line တစ်ချက်တစ်ချက်ရတဲ့အခါလာပြောကြတယ်ပေါ့နော်သူတို့စီမှာအကူအညီတွေမရောက်ကြောင်း ရေသူတို့စီမှာဘလောက်ထိလိုအပ်ချက်တွေရှိနေကြောင်းဒါတွေလာပြောကြတာတွေကျွန်တော်ရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါတက်နေတဲ့မြောက်ဆိုလို information လေးအမှန်တွေကိုကျွန်တော်ဒါတတိထားပြီးတော့ share ပေးတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကုညီနေတဲ့ဘက်ကနေပြီးတော့ကုညီပေးကြဖို့ကျွန်တော်ဒါတောင်းဆိုပါတယ်ခုနကပြောလိုပဲကိုကဟိုကိုမြန်မာနိုင်ငံပြင်ပမှာရှိနေတယ်ဆိုလို့ရှင်လည်းပဲလှူလို့တန်းလို့ရတဲ့နေရာတွေကျွန်တော်ပေါ်လာပါပြီနေရာမှာလှူတယ်တန်းတယ်ဆိုတဲ့နေရာမှာလည်းနည်းနည်းလေးစိတ်ချတဲ့နေရာလေးတော့เนาะကျွန်တော်ကြည့်ကြပြီးတော့လှူကြပါတော့ဆိုတော့ လာမယ့်ရက်ပိုင်းတော့ဒီမှာဆိုလို့ရှင်လည်းပဲကျွန်တော်ဗီဒီယိုအစမှာပြောခဲ့လို့ပဲအကုန်လုံးစုပေါင်းပြီးတော့ဘောလုံးညီကိုတွေအကုန်လုံးစုပေါင်းပြီးတော့ကျွန်တော်ဒါအလူတွေပါတွေခံပြီးတော့ဗောနော်ဒါပို့ပေးဖို့ကျွန်တော်ရှိပါတယ်ဒါတွေကိုလည်းကျွန်တော်စောင့်မျှော်နေကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကြားထဲမှာလည်းတက်နိုင်တဲ့အရာလေးတွေနဲ့ပါဝင်ပေးသွားဖို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့လက်ရှိအခုချိန်ကြီးကြည့်ပေးကြတဲ့ညီကိုတွေကျေးဇူးများကြီးတင်ပါတယ်